အားလုံးပဲငါပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တဲ့အောင်လည်းမင်္ဂလာပါ။ဥရောပ Champion League ပွဲစဉ်ပေါ့လေကျွန်တော်တို့အင်္ဂါနေ့မှာဂိုးတွေအများကြီးတွင်းပြီးတော့အပြန်လန်တွင်းဂိုးတွေရောဂိုးပြတ်တွေရောတော်တော်များများ Champion League ကိုကျွန်တော်ကြိုက်တဲ့အချက်ကဘာလဲဆိုတော့အထူးသဖြင့်ဒီ Lee Face Position မှာအသင်းနိုင်ကကိုကစားခွင့်ရတဲ့အချိန်မှာဂိုးပြတ်တွင်းကိုတွင်းရတယ်မသွင်းဘူးဆိုရင်ကျွန်တော်တို့ lead position မှာ goal different နဲ့အဆင့်1 to 8မဝင်ခဲ့ရင် playoff round အ round of 32 playoff ကိုကစားရမယ်ဆိုတော့သူတို့ကတက်နိုင်သမျှ၉ပြက်သွင်းနေနောက်တစ်ခုကနိုင်ပွဲတစ်ပွဲကယူရို2တန်းကျော်ရတယ်တေကယူရို6သိန်းလောက်ရတဲ့အတွက်ကြောင့်ဘာပဲဖြစ်ဖြစ်အသင်းအားလုံးအတွက်ကတကယ့်ကို benefit ကြီးပဲဆိုတော့ Real Madrid ကနေစပြီးတော့နောက်ဆုံး Bayern Munich ပွဲအထိအကုန်6ပြက်တည်းအပြန်အလှန်သွင်းကြတယ်ပွဲစဉ်တက်မှာ Real Madrid Atlanta ကအခု club group ကိုအဝေးကွင်းလာကစားတဲ့ club group ကမထင်မှတ်ပဲဦးဆောင်ဖို့သွင်းတယ် နောက်ကြကူနှကူနဲ့အတ္တလန္တာကပထမပနေဒီကိုသွင်းတယ်နောက်ဖလစ်စစ်ကနောက်ကြကူသွင်းပြီးအတ္တလန္တာကသူ့ရဲ့နိုင်ပွဲစယူတဲ့အချိန်မှာမက်ဒရစ်ကဒီကိုင်ရော့စ်ကိုအဝေးကွင်းကာစစ်တန်မှာဂါကူပြတ်နိုင်တယ်ခီလီယန်အမ်ပပေတယောက်ထဲပဲဟတ်ထရစ်သွင်းသွားတယ်ဆိုတော့အခါရီမက်ဒရစ်ကအရန်ကောင်းနေတဲ့အချိန်မှာအမ်ပပေတယောက်ထဲကကြီးဒိုင်းငံလုတ်ပြနေတဲ့အချက်တစ်ချက်ကတော့မက်ဒရစ်တဲ့နဲတော့စဉ်သတိထားရမယ်။ဘာကြောင့်လဲဆိုတော့ ်သူပွဲတိုင်းသူလုတ်ပြရဲလုတ်ပြလုတ်ပြမယ်သူမပါရင်တခြားကစားသမားတွေတိုင်ပတ်မှအချိန်နေအာဒါဂူလာကထုံးစံတိုင်းသူလည်းခြေစွမ်းပြရဲဒီနေ့မတ်စတာဒွန်းတို့ရဲ့အာဒါဂူလာရဲ့အမ်ဘတ်ပေရဲ့ဗီနီရှက်ရဲ့ဗီနီရှက်နည်းနည်း struggle ဖြစ်တယ်ခီလီယန်အမ်ဘတ်ပေကပထမပိုင်းတကူပနတီကနေဥဆောင်ကိုသွင်းပြီးတော့မှဒုတိယပိုင်းမှာနှစ်ကိုးသွင်းတယ်အဲ့နှစ်ကိုးတည်းကတကူမှာထီဘူခော့တော်ဖန်တီးပေးတာဒါကသူချယ်ဆီမှာတော့ကာရော့ဘတ်နဲ့2019မှာတခါဖန်တီးပြီးတော့ဒါဂိုးသမားအနေနဲ့ ဒုတိယကြိမ်မြောက်ဖန်တီးမှုပေးပြီးတော့အဲ့နောက်ဆက်တွဲကနေအမ်ဘပေဟတ်ထရစ်သွင်းတဲ့နောက်လူစားဝင်လာတဲ့အက်ဒွာကမာဗင်ဂါနဲ့ဒါဘရာဟင်ဒီယက်စတို့တယောက်တကူစီထပ်သွင်းပြီးတော့ရယ်မက်ဒရစ်ကနှစ်ပွဲကစားနှစ်ပွဲနိုင်နာကိုပြတဲ့နိုင်ပွဲနဲ့ဒါသူတို့ဥဆောင်နိုင်ပြီဖြစ်တယ်။အဲတဖက်မှာအက်တလက်တီကိုမက်ဒရစ်ဒီကိုကမက်ဒရစ်တာဘီမှာကိုပြတ်နိုင်ပြီးတော့ဒီနေ့လဲအိုက်ထရန့်ဖရန့်ဘတ်ကိုကိုပြတ်နိုင်သွားတယ် ဆိုအိုက်ထရန်ဖရန့်ဘက်ကပထမပွဲတော့ကာရာဆာရီကိုနိုင်နေအခုတီကိုကဒီပွဲမှာ5-1ထိတွင်းတာအက်တလတီကိုမက်ထရစ်5ခုတွင်းတာကျွန်တော်ရှားတယ်အခုဆိုရင် back to back နှစ်ပွဲဆက်တိုက်5ခုတွင်းတယ် respiratory တကူတွင်းတယ် landorman တကူတွင်းတယ် antoine griezmann griezmann ကတောက်လျှောက်ဂိုးပေါက်ပျောက်နေတာကလည်းအခုနောက်ဆုံးနှစ်ပွဲဆက်တိုက်ဂိုးသွင်းခဲ့ပြီးတော့ဒါ giovanni ဒါ juliano simioni တကူနဲ့ RT Julian Everest ကတကူသွင်းတယ် Julian Everest ဆိုရင်နောက်ဆုံး၃ပွဲမှာစုစုပေါင်းသူ6ကိုသွင်းပြီးတော့ဒီနေ့လည်းတကူဖန်တီးပြီးတော့ဒီကူက Itran front back ကို5-1နဲ့နိုင်တယ်အဲ့မှာ Tottenham Hotspur က Bodoglin နဲ့ဒီဘယ်လိုပြောမလဲ Norway မှာကန်တယ်ဒီဘက်က Spurs တော်တော်ကို sloppy ပြတော်တော် sloppy ဒီပြက Odeberg ရဲ့ Brandon Johnson ရဲ့ Richarlison နဲ့ထည့်တယ်ခံစစ်မှာဒီ Danso က Romero နေရာမှာပါတယ်အပြောင်းလဲအချို့ပါတယ်ဒါပေမဲ့ Spurs ကတော်တော် shaky ပြပထမပိုင်းမှာဟိုဘက်က chance after chance after chance ပြီးရတယ်ဒုတိယပိုင်းမှာလည်းဒီတိုင်းပဲဒါပေမဲ့ Spurs က manage လုပ်နိုင်တယ် အင်ရှင်သင်းကဗန်ဒီရတဲ့အပေါ်ထောင်ကန်နေနောက်ဒီကက်စပါဟူးဆိုတဲ့ကစားမကတယောက်တည်းနှစ်ကိုးသွင်းပြီးတော့မှထော်တန်ကမစ်ကီဗန်ဒဘန်တကိုပြီးတော့မှပွဲပီကန်ဒီမှာအုံကိုကနေခွမင်းစင်အုံကိုဖြစ်သူလို့ဒါဘယ်လိုပြောမလဲဒါတော့မှစပါ့စ်တကိုးသွင်းသေးတယ်အဘန်တန်ကိုဒါပေမဲ့အဲ့ဒါကဒီဗန်ဒဘန်ဆွဲလိုက်လို့ဆိုပြီးတော့ဗီယာကမပေးဘူးဒါပေမဲ့အစုံးတက်မှာဝူးကိုတေးကြပြီးနောက်ကလိုက်ကစားခဲ့လို့ဒီနေ့ပွဲမှာလည်းစပါ့ နောက်ကျ9နဲ့ပဲတည်ကြတယ်တစ်ဖက်မှာချယ်ဆီကဘန်ဖီကာနဲ့ကန်တယ်ချယ်ဆီတင်းနဲ့ပတ်သက်လို့ discipline ပိုင်းတော်တော်အားနေတယ်ဒီတင်းကအခုနောက်ဆုံး၄ပွဲမှာ၃ပွဲအနီးကပ်ပြတယ်ပိုဆိုတာကချယ်ဆီကဒီနေ့ကစားဖို့တော်တော်လေးအားမရဘူးဗျပထမ Richard ဒီ Alejandro Garnacho နဲ့ Neto နဲ့ဒီတိုက်စစ်ကဒီ Tyre Chose နဲ့ထားပြီးတော့အခု Petro Neto တို့ Rich Jane တို့တချို့ကစားမတွေတော်တော်များအောက်ထားတယ် အက်စတာဗယ်လည်းဒုတိယပိုင်းမှာဝင်တယ်ဒါပေမဲ့ချယ်ဆီကစားဘုံဟာတော်တော်ကိုယော့တီယော်နိုင်ဆိုင်တယ်ဘန်ဖီကာကအခုဒုတိယပိုင်းမှာတော်တော်လေးကောင်းတယ်ပထမပိုင်းတော့ချယ်ဆီတော်တော်လေးကောင်းတယ်လို့ပြောမယ်အဲ့နက်တိုပို့လိုက်တဲ့ cross ကိုဘလုံးရသွားတာကိုခါနာချူကြောက်ပဲချယ်ဆီဦးဆောင်ကိုရတယ်ဒါပေမဲ့အဲ့တကိုးသေးပဲဗျပွဲကနှစ်သိန်းလုံးကြားမှာ excited ဖြစ်စရာအများကြီးလည်းမရှိဘူးဒါပေမဲ့ဒုတိယပိုင်းမှာဘန်ဖီကာဟာဘောလုံးကိုပူရတယ်။ချယ်ဆီအေရီယာထဲမှာချယ်ဆီကိုအချိန်ချင်းဒုက္ခပေးတယ်။အဲ့မှာချယ်ဆီအလူးလဲခံတယ်။နောက်ပိုင်းမှာလူစားဝယ်ခန္ဓာချိုးထွက်သွားခြင်းမှာ Kittens ဝင်လာတယ်။နောက် Estevez ဝင်လာတယ်။ဒါပေမဲ့ Chelsea ဘာမှမလုပ်ပြနိုင်ဘူး။အဆုံးသတ်မှာအဲ့တလုံးတဲသောကိုးက Chelsea ကို Champions League မှာနိုင်ပွဲရခဲ့တယ်။ဒီညမှာ Inter Milan က Slavia Praha ကိုအိမ်ကွင်းမှာ3-0ပြတ် Christian Kiev အတွက်ဒုတိယမြောက်နိုင်ပွဲဖြစ်တဲ့ဒါဒီတိုက်စစ်မှုအသင်းကောင်းဆောင် Lotaro Martinez ကမိနစ်30နဲ့65မှာတွင်ပြီးတော့ Dancel Danfree ကလည်းတကူတွင်ပြီး Inter က3ဂိုးပြတ်နေနိုင်တယ်။ Marseille အသင်းကလည်းလုံးဝခြေစွမ်းပြပြီးတော့ IS ကို4ဂိုးပြတ်နိုင်တဲ့အထက်မှာဒါ Pasa PRZO ဆိုတဲ့ကစားမကတယောက်တည်းနှစ်ကိုးသွင်းပြီးတော့ Aubameyang နဲ့ Mason Greenwood ကတကိုးစီနဲ့ IS ကိုကိုးပြတ်နိုင်တယ်။ အစ္စတန်ဘူမှာကန်တဲ့ပွဲမှာတော့လီဗာပူးကခလာဆာရီကိုရှုံးသွားတယ်ဒီပွဲကပြောစရာလည်းအများကြီးဘာလို့ပြောစရာအများကြီးလဲဆိုလီဗာပူးအသင်းတော်တော်ကိုပြိုင်ဘက်ကိုချန့်စီတော်တော်ပေးတာဗျအရင်ကကျွန်တော်တို့လီဗာပူးဆိုရှုံးပွဲတွေ့သွားရင်တော့မှပြိုင်ဘက်ကလုံလောက်တဲ့ချန့်မရဘူးအခုကလီဗာပူးကပွဲတိုင်းပွဲတိုင်းမှာ chance after chance after chance easy chance တွေပေးတာနော်ကိုကစားမတွေတာမန်စင်ဘက်ဘောလုံးလေးတွေအမှားပေးတာတို့ခဏခဏပဲဘောလုံးမှားပေးတာအချိန်ပေါင်းမနေဘူး ဒီနေ့ Salas ကိုနားပြီးတော့ frame bound ကို wing back မှာထားပြီးတော့ support side က right back ထားတယ်။ကွင်းလေက Gatti Jones ပါပြီး Alexis McClasa မပါဘဲနဲ့ Isak မပါဘဲ Akidi ကြီးထားတယ်။တကယ်ဆိုရင် Akidi ကြီးကသူ့ရဲ့ golden chance 1 by 1လွတ်သွားတဲ့လုံးကို goal ခဲ့ရှင်။ဒါလည်းဘာဘူးကိုးပေးရမှာပေါ့။ဒါဆိုအဲ့ goal ကနေပြက်ပြီးတော့ဘောလုံးကနေဒါ Glasser ရတဲ့အဲ့ဘဲတောင်ပန်က Yannis ဆိုတဲ့ကစားသမားကိုလုံးဝမထိနိုင်ဘူး။အဲ့ကောင်အချိန်ကြီးဒုက္ခပေးပြီးတော့သူ့ကြောင့်ပဲ ဘယ်လိုပြောမလဲဂါလာဆာရီဥဆောင်ကိုရသွားတယ်အဲ့ပန်နတီရသွားလို့အဲ့ပန်နတီကိုအော်စီမန်ကန်တယ်ဒီလိုဘက်မှာလီဗာပူးနည်းနည်းစိတ်ပြက်စရာအချက်ကဘာလဲဆိုတော့သူတို့ကစားရတာဒုတိယပိုင်းမဆိုးဘူးလို့ပြောလို့ရတယ်ပထမပိုင်းတော့သူတို့ chance မပေးရဘူးသူတို့ပွဲကိုဆုံးမထားတယ်ထိမ့်ချုပ်ထားတယ်ဒါပေမဲ့ဂါလာဆာရီဘက်ကိုထိထိရောက်ရောက်ကိုသမားကိုဘာမှမလုပ်ပြနိုင်ခဲ့ဘူးဒီနေရာမှာအဲ့ဒီမှာလီဗာပူးပြက်ပေးတဲ့တွေအတွက်စင်ကောင်းစရာကကိုသမားအလာဆင်ဘက်က injury ဖြစ်သွားတာ။နီးပြအာနီစတော့ကတော့အခု လီဗာပူးနဲ့ Chelsea နဲ့ပွဲကိုအာလာဆင်ဟိုဒဏ်ရာကြောင့်လွဲချော်မယ်လို့အတည်ပြုထားတော့ကိုသူမမမဒက်ရှ်ဖလီဒီတို့အခွင့်အရေးပေါ့လေသူလည်းအဲ့ပွဲမှာဒုတိယပိုင်းဝင်နေချိန်မှာသူလည်းဘာမှမလုပ်တော့ဒါပေမဲ့ကာလာဆာရီကအိုစီမန်ပါဝင် Chelsea အများကြီးရတယ်လီဗာပူးကမရဘူးလားဆိုလီဗာပူးကတော်တော် quiet ဖြစ်တယ် gain ဖြစ်တယ်အဓိကကသူတို့ performance လုံးဝမပါဘူး back to back နှစ်ပွဲတော့အာနီဆိုလက်ထမှာဒါဒုတိယအခြေအိုမနစ်ကတော့က PSG ကိုသူတို့ဒုတိယအကျော်ချန်ပီယံလိမှာရှုံးနေပြီးတော့ဒီ Carabao Cup final မှာရှုံးနေအဲ့ဒါကနောက်ဆုံး ဒီတစ်ခါကျတော့အခု Premier League မှာ Palace ကိုရှုံးပြီးတော့အခုအဝေးကွင်းမှာထပ်ပြီးရှုံးတော့တာ Arsenal အတွက် back to back ဖြစ်လို့မိကုံထုတ်စရာအများကြီးနဲ့ Turkey ခွင်းမှာ Osimhen ရဲ့ goal နဲ့အင်ရှင်အသိနိုင်သွားတယ်ဆိုတော့အခုလက်ရှိမှာ Atlanta ကအင်ကွင်းမှာနိုင်ပွဲတွေ့တယ် Real Madrid အဝေးကွင်းမှာနိုင်တယ် Tico အင်ကွင်းမှာခိုးပြက်နိုင်တယ် Bodo Glimt နဲ့ Spa တေးကြပြီးတော့ Chelsea ကတော့သူတို့အတွက်၃ဘတ် Galatasaray နိုင်ပွဲစရရတယ် Galatasaray ဆိုရင် Champions League ကိုအင်ကွင်းမှာမနိုင်တာ9နှစ်ရှိပြီ ဒါသူတို့အတွက်ပထမဆုံးချီရှိတယ်ချန်ပီယံလိကို clean sheet မရတာ24ဘောရှိပြီဒါသူတို့အတွက်ပထမဆုံးချီပြင်ဖြစ်ပြီးတော့ဒါဒါ glassary အတွက်တော့မှတ်တမ်းသိရေးထိုးနိုင်တယ်ဒီဘွဲမှာသူတို့ရှိမှဆိုရင်ဂွန်းလွန်ကန်တို့ Osimhen တို့ quality player တွေနောက် Davinson Sanchez တို့တော်များပါပြီးတော့ glassary က Liverpool ကိုနိုင်တယ် Inter Milan နဲ့ကိုပြတ်နိုင် IS လဲကိုမာဆေးလဲကိုပြတ်နိုင်ပြီးတော့ဘိုင်ယန်လဲကိုပြတ်နိုင်တယ်အခုချန်ပီယံလိပွဲစဉ်နှစ်ပေါ့လေပွဲစဉ်နှစ်အပြီးမှာ ဘိုင်မြူးနစ်အသင်းကရမှတ်6မှတ်ဒါရယ်မက်ဒရစ်က6မှတ်သူတို့နှစ်သင်း goal difference က6 goal စီဆိုမှဘိုင်ယန်က8 goal တွင်း2 goal ပေးဆိုသူကဇာတ်ထိပ်မှာရှိတယ်နောက် Inter Milan အသင်းက2ပွဲကစား6မှတ်သူတို့က5 goal တွင်း2 goal မရှိဖြစ်ပြီးတော့ Tottenham က4မှတ် PSG တို့တခြားအတီကိုတို့ပေါ့လေဒါအခုလောလောဆယ်အနေထားရအခုတိုက်စစ်မှာဒီအမ်ပါပေက9ကို Hurricane က9 4ကိုတွင်းထားပြီးတော့ Erling Haaland က3ကိုတွင်းထားတယ် ်ဟူလီယန်အေဗရက်စ်ကတော့ဖန်တီးမှု၄ချိန်နဲ့သူတို့ကအများဆုံးလှုပ်ထားတာဗောလေဒါကအခုဥရောပချန်ပီယံလိပွဲစဉ်ရဲ့အင်္ဂါနေ့ညဖြစ်တယ်အခီလီယန်အမ်ပါပေအတွက်တော့ဟတ်ထရစ်သွင်းတယ်ထူးခြားတာကဟတ်ထရစ်သွင်းတာသူတယောက်ထဲသွင်းနိုင်ခဲ့ပြီးတော့ဒါအခုလက်ရှိမှာဒါခူလီယန်အေဗရက်စ်ကသူ့ရဲ့ဖောင်ကိုဆက်ထိန်းထားတယ်ကလွန်လက်ထက်ကမဟုတ်ပဲဦးအာနီစတော့ကတော့ back to back နှစ်ပွဲဆက်ကိုဒီပြီးခဲ့နှစ်ကတစ်ချိန်ပြီးတော့ဒါဒုတိယအချိန်မြောက်ရှုံးပွဲတွေ့ပြီးတော့ ခုနှစ်နှစ်အတွင်းမှာဂလာဆာရီကချန်ပီယံလိအိမ်ခွင်းကိုပထမဆုံးချိန်အနိုင်ရခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်